ဒါရော်နယ်ဒိုရဲ့ပေါ်တူဂီပွဲလည်းရှိတယ်ပေါ်တူဂီနဲ့အိုင်ယာလန်ပေါ်တူဂီအိမ်ခွေးမှာကစားရတာအဲ့ပွဲကလည်းပေါ်တူဂီကလေစပိန်ထက်တော့မပိုကြီးအခြေအနေဆိုလည်းပေါ်တူဂီဖိတာလုံးဝသူတို့တော်တယ် short အလုံး30အလုံး30မှာ short on target အ6လုံးပဲဝင်တယ်တကယ်ငှက်ပစ်တာဗျာဘရူနိုဖာနန်ဒက်ငှက်ပစ်လိုက်နက်တူကငှက်ပစ်လိုက်ဗတင်ညာငှက်ပစ်လိုက်နေလုံးဝညူနိုမန်နဲ့တရားကိုတော်တော်လေးကိုကောင်းချာပါတယ်သူလည်းလုံးဝကောင်းချာမဲ့သူထောင်မင်းလည်းလို့ဗျာရော်နယ်ဒိုလည်းခေါင်းလိုက်တာအိုင်ယာလန်ကောင်တွေကသူ့ထက်ပိုပြီးတော့အယမ်းမြင်တယ်ပြီးတော့သူလည်းအသက်40ဆိုတော့ အရင်လိုမတိုက်နိုင်တော့ထင်သူတိုက်တော့တိုက်တယ်ဗျတိုက်လိုက်လွဲတာတွေနဲ့ပြီးတော့ तू သူ့စီဘောလုံးရောက်လာအချိန်ကန်လိုက်တာဘေးချော်သွားတယ်နဲ့ရော်နယ်ဒိုလည်းညဂိုးပေါက်တော်တော်ပျောက်တယ်ပြောမယ်ဘယ်လောက်ထိဂိုးပေါက်ပျောက်လဲဆိုရင်ပနတီပါလွဲတယ် तू ကပနတီဂုတ်ဗျတကယ်တော့ greatest of all time ပနတီတိတ်ကဗျသူ့လိုပနတီဂုတ်ကြီးအောင်ပနတီကိုလွဲအောင်ကန်တယ်လွဲရတော့မဟုတ်ဗျအိုင်ယန်လည်းဂိုးသမားလည်းကောင်းတယ်ဗျတီလားဒီပေါ်တူဂီယာတွင်းသမ ्या အလုံးကိုကားရဲပဲဒီရော်နယ်ဒိုရဲ့ဒီပနတီကိုလည်းကား6000နဲ့ဗျာဒီ6000နဲ့ထိပြီးပြန်ထောက်သွား ဟောဗျာတကယ်ဗျာအိုင်လန်ခန်စစ်ကလည်းတော်တော်လေးကောင်းတယ်ပြောမယ်တကယ်အဆိုးဆုံးဖြစ်တော့တော့ပေါ်တူဂီတိုက်စစ်ပေါ့နော်ပေါ်တူဂီတိုက်စစ်ကလုံးဝဗျာကျွန်တော်ကြည့်ရအားလုံးဝမရဗျာသူတို့ကဘောလုံးကိုလုံးဝစပိန်ထက်တော့ပိုပြီးတော့ဘောလုံးမြန်မြန်ဆွဲပြေးနိုင်တယ်ဗျာဒါပေမဲ့ဂိုးရှင်သာရောက်ပြီဆိုရင်ဘာလို့လုံးဝမသိတော့အကုန်လုံးဘောလုံးတွေငတ်ပဲပြည့်တယ်ဒါမဲ့တသိန်းလောက်ကတော်တော်လေးကောင်းလဲဆိုတော့ formal rating เนี่ยအကုန်လုံးကစိမ့်နေ။ဝါရင်ကတော့အဲ85နှစ်မှာ penalty ကိုမိုးရောင်ကန်တဲ့ကုတ်ကြီးပေါ့နော်။သူတို့ရဲ့ penalty ကုတ်ကြီးရော်နယ်ဒိုကတော့တယောက်တည်းဝါပြီးတော့တိုင်နေပတ်သွားပါတော့နော်။သူလောကဂိုးပေါက်မရဘူး။ အ90မိနစ်90ကျော်မှာကောင်တာတစ်လုံးရပြီနော်ကောင်တာတစ်လုံးရတော့ Ruby Nevis ကဆွဲပြေးပြီးတော့သူကတယောက်တည်းကန်ထည့်လိုက်တာအဲအဲ့ဒီကုန်းနဲ့ပဲကိုသူကနောက်ဆုံးပြီးကန်ဒီမှာတစ်လုံးသွင်းနေပြာကိုသမားလည်းတော်တော်လေးကိုကောင်းတယ်ပြောရမယ်တကယ်တကယ်က Ireland ကိုသမားနဲ့ Ireland ခန်းစစ်ကတော့တကယ်ကိုကြောက်ခမန်းလိလိပဲ Ronaldo တိုင်ဘက်ွားရဲ့ပွဲလေးပေါ့နော်